တော့ဦးစင်းတို့ရဲ့မြန်မာနိုင်ငံပညာရေးကလည်းတည့်ရတိုင်းပဲအခုလက်ကြည့်ပြငလျင်နေလှုပ်တယ်ဒီကျောင်းသူကျောင်းသားတွေလည်းတရားရေးအများကြီးပါတယ်ကျောင်းသူကျောင်းသားတွေစာမွေးလည်းဖြေပြီးသွားပြီအဲ့ဒါကိုဆက်ပြီးမှစာမွေးပြန်ဖြေရမယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ဆုံးဖြတ်ထားလဲဒါကြောင့်ဒါမှမဟုတ်ဘာကြောင့်ပညာရေးဝန်ကြီးဖြစ်နေတာလဲဒါမှမဟုတ်လူကိုပညာရေးဝန်ကြီးခန့်ရတယ်လားလို့ပြန်ပြီးမှမေးခွန်းထုတ်ရမယ်ဒေဆိုင်နေပါပြီကလေးတွေစူးစမ်းပြီးမှသူတို့ဖားနာနေမှလောက်ခဲ့ပြီ အခုချိန်မှာသာဖြစ်ဘယ်စာအုပ်ကိုကရင်ဖြေရမှာလဲဘယ်မေးခွန်းကိုဖြေရမှာလဲဘာကိုလုတ်ပြီးဖြေရမှာလဲဘယ်လိုစာအုပ်သွားကြည့်ရမှာလဲဟုတ်ပါပြီတရေရိုက်တရေတွဲတွေကမဖြေရသေးဘူးအဖြေရခင်မှာငလင်လုတ်တယ်ဆိုတော့ဒါအချိန်တက်မှပြီးမှပြန်ပြီးမှဖြေရမှာလက်ခံတယ်ဟုတ်ကဖြေပြီးသားကိုပြန်ဖြေရမယ်ဆိုတော့ခဏလို့စဉ်းစားကြည့်ငလင်ပေးကြောက်တက္ကသိုလ်ဝန်ထမ်းအဖြေလွာများမိလောင်ပျက်စီးသွားတော့လဲပြန်လဲဖြေဆိုရမည်ဟုစစ်ကောင်စီကြေညာပောက်ကိုတော့မေးခွန်းထုတ်ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်မှတက္ကသိုလ်ဝန်ထမ်းဆာမှုဘွယ်ဖြေဆိုထားသောအဖြေလွာများ ငလင်ကြောင့်မီးလောင်ပျက်စီးမှုရှိခဲ့ကလာမည့်ဇွန်လထဲတွင်ပြန်လည်ဖြေဆိုကြရမည်ဖြစ်ကြောင်းဧပြီလ22ရက်နေ့မြန်မာနိုင်ငံသားစစ်ဦးစီးဌာနကထုတ်ပြန်ထားပြီးယခုနှစ်မတ်လတွင်ကျင်းပခဲ့သောတက္ကသိုလ်ဝန်ထမ်းဆောင်မှုဝဲကိုဖြေဆိုခဲ့သူ6တောင်းကျော်ရှိပြီးအဖြေလွှာများကိုမန္တလေးတက္ကသိုလ်မီးလောင်မှုတွင်ပျက်စီးဆုံးရှုံးခဲ့ရပြီးကျောင်းသားများအနေဖြင့်လာမည့်ဇွန်လ16ရက်မှ22ရက်နေ့အထိပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည် ထိုတက္ကသိုလ်ဝန်ထမ်းစာမှုဝဲပြန်လဲဖြေဆိုရမည်နှင့်ပတ်သက်ပြီးចောင်းသားမိဘများကြားဝေဖန်မှုရှိနေကြသည်ကိုတွေ့ရသည်။ကျမအနေနဲ့တော့မဖြစ်သင့်ဘူးလို့မြင်တယ်။ကလေးတွေခက်ခက်ခဲခဲနဲ့ဖြေဆိုထားကြရတာငလင်ဖြစ်တဲ့ဒေသမှာရှိတဲ့ကလေးတချို့ဆိုမိဘဆုံးရှုံးထားရတာလည်းရှိမယ်။ဘလို့စိတ်နဲ့စာကိုပြန်ဖြေနိုင်မလဲ။တခြားတီထက်ကောင်းတဲ့အကြံတွေမရှိတော့ဘူးလားပေါ့နော်။အကောင်အောင်ပေးပြီးနောက်တစ်ဆင့်တက်ရမယ်။ចောင်းမှာအရေးချင်းထက်စစ်ပြီးတက်တဲ့မတက်တဲ့အလိုအရေးချင်းပြန်စစ်ဆေးတာလို့လုပ်ပေးစေချင်တာဟုတ် 2025တက္ကသိုလ်ဝင်စာမှုပွဲဖြစ်ဆိုထားသည့်ကျောင်းသားမိဘတဦးကပြောသည်အဲမျိုးလီမင်္ဂလာပါဗျဒီနေ့ဟာ25ရက်လေးလပိုင်း2025 25ဖြစ်ပါတယ်ဗျခုဦးစဉ်ပြောနေတဲ့ချိန်ဟာ12နာရီ50နဲ့မှ3မိနစ်ဖြစ်ပါတယ်ရန်နေရန်ပူတဲ့အချိန်ပေါ့နော်ရန်ဒါရန်ပူတယ်ဗျအဲ့တော့ဦးစဉ်ပြောချင်တာလဲဆိုလို့ရှိရင်အဲ့တော့ပညာရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးမှဂရိတ်တွဲပေါ့နော်စနစ်တန်းပေါ့အဲစနစ်တန်းနဲ့ပတ်သက်ပြီးမှဘယ်လိုမှမများပြောနေကြတာရတော့အများကြီးဗျာနော် ဲ့မှာမင်းကဥစဉ်ကိုစားလေးစားလေးတဆောင်ရောက်လာတယ်ပေါ့ရှင်ဖရားတဲ့ဒီကလေးတွေနဲ့ပတ်တက်ပြီးရှင်ဖရားတို့ကလည်းဒီချိန်မှာပေါ့နော်ပြောနေတယ်ပေါ့ဗျာဟိုပါပေါ့နော်ဒီတုံးတက်ပေးပါလားဖရားတဲ့အဲ့တော့ဥစဉ်ကတော့ဘာပြောချင်တယ်တော့ပေါ့နော်သူမေးတာဒီတွေနဲ့ပတ်တက်ပြီးပညာရေးဝင်ပညာရေးဝင်ကြီးဌာနတွေဥစဉ်ကတော့ဘာမှပြောချင်မှာဘူးလို့ပညာရေးဝင်ကြီးဌာနပညာရေးဝင်ကြီးလုပ်တဲ့သူတွေကအုံနောက်မရှိလို့လို့ကိုချင်းစာတရားမရှိလို့လို့အချိန်အခါကိုနားမလဲလို့အချိန်အခါကိုမတုံးတက်လို့လို့သူတို့အတွက်ပဲကြည်ရလေအဂရိ အေအများဆုံးနေရာပညာရေးဝန်ကြီးဌာနပဲတောင်းဆရာဆရာမတွေနေရာအကြောင်းရှင်နေတောင်းဆရာဆရာမတွေမျိုးဟောအကုန်လုံးပြပညာရေးဝန်ကြီးဌာနအောင်မှာဆိုအများကြီးအများကြီးနော်အများကြီးအဲ့လိုတောင်းရှင်နေဆိုရင်အကုန်လုံးပေးရကမ်းရတာပဲဗျနော်ပညာရေးဝန်ကြီးဌာနအများကြီးပဲအများကြီးပဲနောက်ဆုံးခြားစားမှုဆိုဒီအကြောင်းဒီအောက်ကကြောင်းနေရာအထိအစိုးဆုံးပဲပညာရေးဝန်ကြီးဌာနအောင်မှာအဆင့်အဆင့်နေနော်အဲ့ဦးစင်းတို့ရဲ့မြန်မာနိုင်ငံပညာရေးကလည်းဒီအတိုင်းပဲအခုလက်ကြည့်ဗျငလင်းနေလှုပ်တယ်ဒီကြောင်းလူကြောင်းသားတွေလည်းတရားရေးအများကြီးပါတယ်ကြောင်းလူကြောင်းသားတွေစာမွေးလည်းဖြည့်ပြီးသွားပြီ အဲ့တော့ဆက်ပြီးမှဇာမွေတန်းဖြေရမယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ဆုံးဖြတ်ထားလဲဒါကြောင့်ဒါမှမဟုတ်ဘာကြောင့်ကင်ညာရေးဝန်ကြီးဖြစ်နေတာလဲဒါမှမဟုတ်လူကိုကင်ညာရေးဝန်ကြီးခန့်ရတယ်လားလို့ပြန်ပြီးမှမေးခွန်းထုတ်ရမယ်ပြန်ဆိုင်နေပါကြီးကနော်ဆိုင်နေပါကြီးအဲ့တော့ဦးစင်းတို့ကတော့ရှင်းရှင်းပြောရလို့ဆိုရင်တော့လုံးဝလုံးဝပြန်ပြီးမှမဖြေတင်ဘူးလို့ပဲဦးစင်းတို့ကတော့တုံ့တက်ခြင်းတယ်တုံ့တက်ခြင်းတယ်ဘာဖြစ်လို့လဲကလေးတွေမှာစိတ်ဓာတ်ရရထားလေးရှိတယ်ဟုတ်ကလေးတွေမှာဒီစာအုပ်တရားရရှိအောင်မလားကလေးတွေဇာမွေးဖြစ်ဘာလို့သွားဖြစ်မှာလဲဘာလဲမေးခွန်းတွေပါရောက်စားမှာလား မြေခွင်းတွေပဲမောင်ခူလန်းရံလေးလုံးမှာလားအောင်လန်းရံလေးတဲမှာလားထဲလန်းရံလေးတဲမှာလားဒါမှပြန်မေးရမယ်မြေခွင်းတွေဖြစ်နေပြီပြန်ပြီးမှဒီကလေးတွေကိုစူးစီးဖို့လွယ်ပါမလားဟုတ်ပြီခင်ဗျားစားမွဲပဲပဲမြို့လေးမှာဖြစ်ပါလေမန္တလေးမြို့စကိုင်းမှာလည်းဖြစ်အောင်မလားမန္တလေးမြို့မှာလည်းဖြစ်အောင်မလားအများကြီးပဲနေပြည်တော်ဘက်တည်းရောအဲ့တော့ပညာရေးကိုအလေးနဲ့ထားတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ပညာရေးကိုတန်ဖိုးထားတယ်ပညာရေးကိုမြင့်တင်ခြင်းနဲ့ဆိုရင်ငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုခင်ဗျားတို့စောက်လေး ငလျင်ရောက်ပျက်စီးသွားတဲ့ဆိုင်ရောင်းတွေကိုပြန်ပြီးမှပြုတ်ပြင်းဖို့လုပ်လေဒီစေဝေးတာကြောင့်ဇာမွေးမဖြေရသေးတဲ့ရွာဒေတာတွေဥစဉ်တို့ပေါက်နေဒေတာတွေဆိုလည်းအများကြီးအခုခုခရိုင်ထဲမှာဇာမွေးဖြေကျွန်းလို့မဖြေရတဲ့ကျောင်းသူကျောင်းသားတွေအများကြီးအဲ့ဒီကလေးတွေခင်ဗျဖြေရအောင်လုပ်ပေးမှာလားတရားရေးဝန်ကြီးဌာနဝက်ကိုတော့မေးချင်တယ်ဟုတ်ကူတော့နှစ်တန်းမဲ့နေခဲ့ဦးတာပါဗျကျောင်းနဲ့ပတ်သက်လို့ရှိရင်ဒါပေမဲ့ဒါတုံးတက်တဲ့နေရာမှာအဆိုးကောင်းကတော့တုံးတက်ရမှာပဲခင်ဗျားတို့ဒါပညာရေးကိုလေးနေထားတဲ့ပညာရေးကိုတကယ်တန်ဖို့တညာရေးကိုတကယ်မြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင် 2021ကလည်းခု2025အထိကလေးတွေဂရိတ်တွေလည်းအများကြီးတယ်ဂရိတ်တိုင်းတွေလည်းအများကြီးဂရိတ်တန်းတွေလည်းအများကြီးရှိတယ်ဆက်တွေလည်းရှိတယ်အဲဆာမွေးမဖြေရတဲ့ကလေးတွေအများကြီးရှိတယ်အဲ့ကလေးတွေကိုဖြေရအောင်ခင်ဗျားတို့ဘာလုပ်ပေးမလဲဘယ်လိုဆောင်ရွက်ပေးမလဲအများကြီးအများကြီးဝင်ထားနိုင်တယ်ဘာလုပ်ပေးမလဲတချို့ဆိုလို့ရှိရင်တော့ခူရွာလာရင်အများကြီးနော်အချင်းပြင်းနေမှာဆိုတချို့တော့ခူရွာလာရင်အများကြီးပဲ အဲ့ပြန်ပြီးမှကိုကိုကိုပြန်ပြီးမှသုံးတက်ပါအောင်လို့တမန်တော်ပုံရိပ်ကြအောင်တော့မလုပ်ကြပါနဲ့လို့ပြောကျင်တယ်ပြည်ရေးဝီဌာနအနေနဲ့ဘာပြောပြောဘလို့ရဲ့အဖြေပဲထုတ်ထုတ်စာမွေပြန်ဖြေရမယ်ဆိုလဲဘာလို့လို့တမန်တော်ပဲတူတူကအာတမန်တော်ကပဲဒါကြီးကိုပြတ်ထုတ်ခိုင်းတာပဲအဲ့တော့ဦးစင်ပြောကျင်တာကတော့ဒီကျန်တဲ့ဌာနဆိုင်ရာတွေအကုန်လုံးတော်တော်များများတွေကြားထဲမှာလဲခရဲတီးတီးရရှိနေတာဟုတ်ဗျဘာပြောပြောတမန်တော်ပုံရိပ်ကြံပြီးတာပဲဆိုတဲ့ပုံစံမျိုးနေရာကြီးလဲအများကြီးရှိသေးတယ်အများကြီးရှိသေးတယ်အဲ့လိုပောက်ကိုတော့အဲ့လိုပြောရင်မကြိုက်ကြအောင်မကြိုက်ကြအောင် ဦးဇင်းတို့တော့မှန်လက်ထင်တော့ပြောပါပဲမှန်လက်ထင်တော့ပြောပါပဲမှန်တာပြောလို့မကျေနပ်ဘူးပောက်ကိုတော့တရားစွဲတဲ့ထောင်ချတယ်ချဖို့ဘာလို့မှလဲအဲ့တော့ဦးဇင်းတို့ရဲ့ဦးဇင်းကိုမေးနေတဲ့မေးခွန်းနေဦးဇင်းတို့ရဲ့အမြင်တဘောတရားကတော့အမြင်သုံးတတ်ချက်ကတော့လုံးဝလုံးဝစာမွေးမဖြစ်သင့်ဘူးလို့ပဲဦးဇင်းကတော့သုံးတတ်ခြင်းနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ကလေးတွေစာမွေးဖြေခဲ့ပြီကလေးတွေကြိုးစားနေမှာသူတို့ဖမ်းနေမှာလုခဲ့ပြီအခုချိန်မှာသာဖြစ်ဘယ်စာအုပ်ကိုခိုင်းဖြေရမှာလဲဘယ်မေးခွန်းကိုဖြေရမှာလဲဘာကိုလုပ်ပြီးဖြေရမှာလဲဘယ်လိုစာအုပ်တော့ကြည့်ရမှာလဲ ဟုတ်ပါပြီဂရေရိုက်ဂရေရိုက်တွဲရမဖြေရသေးဘူးမဖြေရခင်မှာငလင်လုတ်တယ်ဆိုတော့ဒါအချိန်တက်မှတ်ပြီးမှပြန်ပြီးမှဖြေရမှာလက်ခံတယ်ဟုတ်ကဖြေပြီးသားကိုပြန်ဖြေရမယ်ဆိုတော့ခဏလို့စဉ်းစားကြည့်ခဏလို့စဉ်းစားကြည့်လိုက်ဒါလေးကိုဦးစင်ကပြောချင်တာပါဗျာနော်ဒါလေးကိုဦးစင်ကသုံးသပ်ချင်တာပါနော်အဲ့တော့ဗီဒီယိုတွေရဲ့ဆန္ဒကတော့ဘလို့တဘောရမလဲဆိုတော့မပြောတတ်ဘူးပေါ့ကဦးစင်တို့ကတော့ပညာရေးဝန်ကြီးဌာနဘလို့အုံအောင်နဲ့ဆုံးဖြတ်ဆုံးဖြတ်ထားလဲလို့ပဲခေါင်းစည်းကြလိုက်ပါလေအားလုံးပါပဲဗျာ